မင်္ဂလာပါရှင်11ရုပ်တန်ရဲ့မေလာ၁ရက်နေ့မနက်ခင်းသတင်းတိုင်းထုတ်မှုစီစဉ်စတင်မှာတော့မယ်ဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ငလင်ကူညီကိုအကြောင်းပြုပြီးလေမိုင်းဆိုင်ရာအမျက်ထုတ်ခြင်းများရှိပါကတိုင်ကြားနေတယ်လို့ WHO ထုတ်ပြန်တဲ့သတင်းရန်ကုန်မြို့တွင်ဒုတိယကြိမ်ဖြစ်မီးစက်နဲ့ဆိုလာစွမ်းအင်တိုးလောင်မှု ကုန်စည်ပြပွဲကို၄ရက်တာကျင်းပမယ်ဆိုတဲ့သတင်းအိန္ဒိယနဲ့ပါကစ္စတန်စစ်သားများအငင်းပွားနေတဲ့ကက်ရှမီးယားဒေသမှာငါးညစက်တိုက်အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်ပြောကြားရတဲ့တင် စပိန်ဘီယင်ဖလားဘိုလူပွဲမှာကွင်းလေတိုင်းကို ပြင်းထန်စွာဆော့တကာတက်ခဲ့တဲ့ရီယယ်နောက်ခံလူရူဒီက6ပွဲပဲခံရတဲ့တဲ့အဆရှိတဲ့တဲ့များကိုတင်ဆက်ပြီးတော့မှာပါအစောတိုင်းတပုတ်နေလေငလေးကူညီကိုအကြောင်းပြုပြီးလေမိုင်းဆိုင်ရာအမျက်ထုတ်ခြင်းများရှိပါကတိုင်ကြားနိုင်တယ်လို့ WHO ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလေးကူညီကိုအကြောင်းပြုပြီးလေမိုင်းဆိုင်ရာအမျက်ထုတ်တာတွေရှိပါကတိုင်ကြားနိုင်တယ်လို့ WHO ကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလင်ဘေးကြီးကြောင့်လူပေါင်းများစွာ ထိခိုက်ခံစားနေကြရပြီးအကူအညီတွေလိုအပ်လျက်ရှိကြောင်းအကူအညီတွေဟာအခမဲ့ဖြစ်ပြီးအကူအညီအတွက်လိန်ပိုင်းဆိုင်ရာအမျက်ထုတ်အလဲသုံးစားပြုလုပ်ခွင့်မရှိကြောင်းတကယ်လို့အဲ့ဒီလိုကျွလွန်မှာကကျွလွန်သူရဲ့သက်ဆိုင်ရာအဖွဲ့အစည်းကရေးယူသွားမှာဖြစ်ကြောင်း WHO ကထုတ်ပြန်ပါတယ်။ အကူအညီပေးနေသူများမှပတ်စံပေးမည်အလုပ်ပေးမည်အကူအညီပေးမည်ဟုဆိုကာတင့်ထံမှတစိုးလက်ဆောင်အခွင့်အရေးနှင့်လင်ကိစ္စတောင်းဆိုခွင့်မရှိပါတင့်ကိုကိုနှုတ်အမှုရာဖြင့်လိန်ပိုင်းဆိုင်ရာမဖွဲ့မရပြောဆိုခြင်းထိတွေ့ကင်တွေ့ခြင်းပြုလုပ်ခွင့်မရှိပါအကယ်၍မိမိအပေါ်လိန်ပိုင်းဆိုင်ရာအမျက်ထုတ်လျင်သို့မဟုတ်တယောက်ယောက်အကျွလွန်ခံနေရကြောင်းတွေးရှိလျင်ချက်ချင်းသတင်းပို့ပါတိုင်ကြားသတင်းပို့မှုကိုလျှို့ဝှက်စွာပြုလုပ်နိုင်ပါသည်တိုင်ကြားမှုကြောင့်တင်ရရှိနေသောအထောက်ပံ့များကိုလုံးဝမထိခိုက်ပါလို့ WHO ကထုတ်ပြန်ပါတယ် ဒါပြင် WHO အပေါင်းအဝင်ပူးပေါင်းဆောင်ရွက်နေတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနေတဲ့လူမှုကူညီရေးအသင်းအဖွဲ့တွေအားလုံးလိမ်ပိုင်းဆိုင်ရာကျွလုံမှုများမှကာကွယ်ခြင်းစီးမြင်စည်းကမ်းတွေကိုသိရှိလိုက်နိုင်ရမှာဖြစ်ကြောင်းအကူအညီပေးသူတွေအနေနဲ့အကူအညီတွေကိုလိမ်နဲ့လဲလှယ်ခွင့်မရှိကြောင်းမိမိတို့စီမှကူညီထောက်ပံ့မှုရယူနေသူတွေအနေနဲ့လိမ်ကိစ္စပတ်သက်ခွင့်မရှိကြောင်းစီးမြင်ချိုးဖောက်မှုတွေးရှိပါကမဖြစ်မနေသတင်းပို့ရမှာဖြစ်ကြောင်း WHO ကထုတ်ပြန်ထားပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကလည်းငလင်ဒေသတွေမှာဖြန့်ဝေထားတဲ့အာဟာရဖြစ်ဘစ်ကစ်တွေကိုပြန်လည်ရောင်းချပါကအရေးယူမယ်လို့ UN ကထုတ်ပြန်ထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့တွင်ဒုတိယကြိမ်ဖြစ်မီးစက်နဲ့ဆိုလာစွမ်းအင်တိုးလောင်မှု ကုန်စည်ပြပွဲကို၄ရက်တာကျင်းပမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တွင်ဒုတိယကြိမ်ဖြစ်မီးစက်နဲ့ဆိုလာစွမ်းအင်တိုးလောင်မှုကုန်စည်ပြပွဲအား၄ရက်တာကျင်းပသွားမှာဖြစ်ကြောင်းသိရပါဗျ။ မြန်မာ Power and Solar Energy Storage Lighting Expo 2025လို့အမည်ပေးထားတဲ့မီးစနစ် Solar စွမ်းရင်တူလာမှုကုန်စည်ပြပွဲအားမေလာတရနေ့မှ၄ရက်နေ့ထိရန်ကုန်မြို့ Airlay Hotel ရှိရန်ကုန် Convention Center မှာပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။အဆိုပါပြပွဲအားမေလာတရနေ့မှ၃ရက်နေ့အထိရန်ကုန် Convention Center မှာနနက်၉နာရီမှညနေ၅နာရီထိ၎င်းမေလာ၄ရက်နေ့မှာနနက်၉နာရီမှနေ့လယ်၂နာရီထိ၎င်းပြုလုပ်သွားမှာဖြစ်ပါသည်။ နိုင်ငံကကုမ္ပဏီအမှတ်တရစိတ်ပေါင်း150ကျော်ကစိုင်ခဲပေါင်း80ကျော်လာရောက်ပြတ်တရောင်းချခဲ့တဲ့မီးစက်နဲ့ဆိုလာစောင့်ရင်တူလောက်မှုကုန်စည်ပြပွဲပထမအကြိမ်အားဇန်နဝါရီလ10ရက်ကရန်ကုန်မြို့ Convention Center မှာနနက်9:00နာရီမှစတင်ကျင်းပခဲ့ပြီးဖြစ်ပါသည် အဆိုပါမီးစက်နဲ့စွမ်းရည်တိုးလောင်မှုကိုစီးပြပွဲမှာတရုတ်၊ထိုင်းနဲ့အိန္ဒိယနိုင်ငံတို့ကကုမ္ပဏီပေါင်း150ကျော်ကလာရောက်ပြသရောင်းချခြင်းဖြစ်ပြီးဇန်နဝါရီလ10ရက်မှ12ရက်နေ့အထိရန်ကုန်မြို့ Convention Center မှာနနက်9နာရီမှညနေ9နာရီအထိပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်ပြပွဲတွင်ဆိုလာနှင့်မီးစက်များအပြင် electronic ကုန်ထုတ်များလည်းပါဝင်ပြသခဲ့ပြီးဆိုလာပြားများမလိုအပ်ပဲ batteries နှင့်တွဲရ smart inverter များနှင့်ဆိုလာစောရင်များကိုစိတ်ဝင်စားလာရောက်ကြည့်ရှုဝယ်ယူသူများအထူးများပြခဲ့ကြောင်းသိရပါသည် လက်ရှိမှာရန်ကုန်မြို့အပါအဝင်ဒေသများစွာတွင်လျှက်စစ်မီပစ်တောက်မှုများရှိနေကြောင်းသိရပါသည်။တအားထုတ်လုပ်မှုရောနေနေရာကြောင့်ရန်ကုန်နေပြည်တော်မန္တလေးအပါအဝင်တနိုင်ငံလုံးမှာအလဲကျစနစ်နဲ့လျှက်စစ်မီပေးနေရတယ်လို့လျှက်စစ်စွမ်းအားဝန်ကြီးဌာနကထုတ်ပြန်ပါသည်။ ဆက်လက်ပြီးအိန္ဒိယနဲ့ပါကစ္စတန်စစ်သားများအငင်းပွားနေတဲ့ကက်ရှမီးယားဒေသမှာငါးညစတိုက်အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယနဲ့ပါကစ္စတန်စစ်သားများဟာအငင်းပွားနေတဲ့ကက်ရှမီးယားဒေသမှာငါးညစတိုက်အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ AP 29ရက်နေ့မှာအိန္ဒိယစစ်တပ်ကပြောကြားခဲ့ပါတယ်။ အိန္ဒိယစစ်သားများနဲ့ပါကစ္စတန်စစ်သားများဟာဟင်းမိုနာတောင်တန်းရဲ့အမြစ်ပိုင်းမှာရှိတဲ့အဝေးစခန်းများတည်ရှိရာလုံခြုံရေးထုထက်တဲ့နေမြေဖြစ်တဲ့အငင်းဘွားကက်ရှမီးယားဒေသတဲကထိန်းချုပ်ရေးမြေတစ်လျှောက်များအချိန်မှာအပြက်လက်ပစ်ခတ်ခဲ့ကြတယ်လို့အိန္ဒိယစစ်တပ်ကပြောကြားခဲ့ပါတယ်။ပါကစ္စတန်ဘက်မှချက်ချင်းလက်ငင်အတီးပြုတ်ပြောကြားခြင်းမရှိပါဘူး။အေဗီလာ20ရက်နေ့ကအိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာစစ်သေးကြောင်များကလူ26ဦးကိုပစ်ခတ်တပ်ဖြတ်ခဲ့ပြီးတဲ့နောက်ပါကစ္စတန်ဟာနေဆက်ဖြတ်ကျော်ရာဇဝတ်မှုကိုထောက်ပံ့ပေးနေတယ်လို့အိန္ဒိယကဆွဆွဲခဲ့ပါတယ်။ ပါကစ္စတန်ကမူ၎င်းပစ်ခတ်မှုတွေ၎င်းတို့ပေါ်ဝင်ပသက်ခြင်းမရှိဘူးလို့ပြောကြားခဲ့ပြီးအိန္ဒိယရဲ့လှုပ်ဆောင်မှုများကိုတုံ့ပြန်သွားမယ်လို့ပြောကြားခဲ့ပါတယ်။အေပီလာ28ရက်ညပိုင်းကပါကစ္စတန်စစ်တပ်ရဲ့ဆစ်စခန်းများဟာဒိန်းချိုရေးစီးမင်းကိုကျော်ဖြတ်ပြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်ကကက်ရှမီးယားဒေသကိုပိုင်းခြားထားတဲ့အမေရိကန်နယ်စပ်မင်းကိုရင်းညွှန်းပြောဆိုခဲ့ပါတယ်။အဲ့ဒီပြကတ်မှုကိုအိန္ဒိယစစ်သားများကလည်းလျင်မြန်ထိရောက်စွာတုံ့ပြန်ခဲ့ကြအိန္ဒိယစစ်တပ်ကပြောကြားခဲ့ပါတယ် အစ္စလာမစ်ဘက်ကအိန္ဒိယရဲ့ဆွဆွဲပြောကြားမှုများကိုပယ်ချခဲ့ပါတယ်။အဲဒီနောက်နိုင်ငံဟာကက်စမီးယားတွင်အပြန်အလှန်ပြစ်ခတ်မှုများဖြစ်ပွားလျက်ရှိပါတယ်။တသမန်ရေးဆိုင်သားမခန့်ချိမခန့်သားပြောဆိုမှုများလည်းရှိခဲ့ပြီးနိုင်ငံသားများကိုနှိမ့်ထုတ်ခြင်းနဲ့နေဆက်ပိတ်ထားရန်ညွှန်ကြားခြင်းတို့လှုံ့ဆော်ခဲ့ကြပါတယ်။အပြီးသား26ရက်နေ့ညပိုင်းမှာပါကစ္စတန်စစ်တပ်ဟာထိန်းချုပ်ရေးမြင်းကိုဖျက်ပြီးအကြောင်းမဲ့လက်နက်ငယ်ပြစ်ခတ်တာတွေကိုလှုံ့ဆော်နေပါတယ်။ကူဘာရာခရိုင်ဘာရာမူလာခရိုင်တို့နဲ့မျက်နှာချင်းဆိုင်ရှိနေတဲ့နေမီရီမာတာမက အခါတော့အပိုင်းမှာလည်းပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်လို့အိန္ဒိယကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စပိန်ဘီရဲ့ဖလာပိုလူပွဲမှာကွင်းလယ်တိုင်းကို ပြင်းထန်စွာစောတကာတက်ခဲ့တဲ့ရီယယ်နောက်ခံလူရူတီက6ပွဲပဲခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘာစလိုနာအသင်းကိုရှုံးနိမ့်ခဲ့တဲ့စပိန်ဘီရဲ့ဖလာပိုလူပွဲမှာကွင်းလယ်တိုင်းကိုပြင်းထန်စွာစောတကာတက်ခဲ့ပြီးရှံမှုဖို့ကြိုးစားခဲ့တဲ့ရီယယ်မက်ဒရစ်နောက်ခံကစားသမားရူတီကဟာ6ပွဲပဲပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့သိရပါပါတယ်။ အေပီလာ29ရက်ကကစားခဲ့တဲ့စပိန်ဘေးရဲ့ဖလားဘိုလူပွဲမှာရီယယ်မက်ဒရစ်အသင်းအနေနဲ့ဘာစီလိုနာအသင်းကိုပွဲချိန်မိနစ်60အတွင်း2ဂိုး2ဂိုးနဲ့တည်ရီကစားနိုင်ခဲ့ပြီးမြင်အချိန်ပိုမှာဘာစီလိုနာနောက်ခံကစားသမားခွန်ဒဲရဲ့အသွင်းကိုကိုခွင့်ပြုခဲ့ရပြီးပွဲပြီးမှ2ဂိုး3ဂိုးနဲ့ရှုံးနေခဲ့တာပါအဲ့ဒီပွဲပြီးခဲ့နေ့မှာရီယယ်မက်ဒရစ်တိုက်စစ်မှုဘာပိအနေနဲ့ဘာစီလိုနာနောက်ခံကစားသမားအီရက်ဂါစီယာကိုကြော်ဖြတ်ဖို့စူးစမ်းရမှာမျက်နှာကိုလက်နဲ့ရိုက်ခဲ့တယ်ဆိုပြီးကွင်းလယ်တိုင်းဘန်ကိုတီးယားက ဆူနာသင်းကိုပြစ်ဒဏ်ပေါ်ပေးခဲ့ပါတယ်။အဲဒီဆုံးဖြတ်ချက်ကိုရီယယ်မက်ဒရစ်ကစားသမားတွေဒေါသပေါက်ခွဲခဲ့ပြီးလူစားလဲခံရပြီးတဲ့နောက်အရန်ကုန်မှာရှိနေတဲ့ရူဒီဂါနဲ့ရီယယ်ကစားသမားတွေကကွင်းလယ်တိုင်းကိုအပြင်းအထန်ဆက်တကတက်ခဲ့ကြတာဖြစ်ပါတယ်။ရူဒီဂါဟာကွင်းလယ်တိုင်းကိုအယောက်ဝတ္ထုနဲ့ပြစ်ပေါက်ခဲ့တယ်လို့ကိုတိလက်ရောက်ကျူးလွန်ဖို့ကြိုးပမ်းခဲ့တာကြောင့်ရီယယ်သင်းဝန်ထမ်းတွေကထိန်းသိမ်းခဲ့ရတာပါ။ အဲဒီလိုရဲ့အတွက်ရူဒီကာအနေနဲ့တိုက်ရက်နီကပ်ပြခံခဲ့ရသလိုအခြားရီရဲ့ကစားသမားတွေဖြစ်တဲ့ Vas Key နဲ့ Bellingham တို့မှလည်းအနီကပ်ပြခံခဲ့ရပါတယ်။အခု Spain ဘောလုံးဖွဲ့ချုပ်ကအဲဒီဖြစ်ရဲ့အတွက်ရီရဲ့ကစားသမားတွေကိုအေးအေးယူခဲ့တာဖြစ်ပါတယ်။ Spain ဘောလုံးဖွဲ့ချုပ်က Spain ဘီးဖလားဘောလူပွဲကဖြစ်ရဲ့အတွက်ရူဒီကာကို6ပွဲပဲနဲ့ Vaske နှစ်ပွဲပဲပြစ်ဒဏ်ချမှတ်ခဲ့ပြီး Bellingham ရဲ့အနီးကပ်ကိုတော့ရှုံးသိမ်းမိခဲ့ပါတယ်။ Vaske အနေနဲ့အခုပြစ်ဒဏ်ကြောင့်လာမယ့်ရာသီစပိန်ပြင်ဖလားပွဲစဉ်နှစ်ပွဲကစားခွင့်ရမှာမဟုတ်ပဲ Rudiger ကတော့၄ပွဲပဲပြစ်ဒဏ်ထက်ကျော်လွန်တာကြောင့်စပိန်မှာကျင်းပတဲ့ဘောလုံးပွဲစဉ်နဲ့အလုံးပေါ်တာယောင်မှုရှိတာကြောင့်ဒီရာသီ La Liga လက်ချက်၅ပွဲပြင်လာမယ့်ရာသီ La Liga အဖွင့်ပွဲကိုပါလွှဲချော်မှာဖြစ်ပါတယ်။ Rudiger အနေနဲ့ဒူးဒဏ်ရာခွဲစိတ်မှုခံယူတာကြောင့်အနိုင်ရွယ်မှာဖြစ်ပြီးအခုပွဲပဲပြစ်ဒဏ်ကသူ့အတွက်သိပ်ပြီးတော့ထိရောက်မှုမရှိဘူး လို့သိရပါတယ်။လေဗယုတ်တရေမခင်တရမြတ်ကိုတင်ဆက်ပေးကြတာပါကြီးစုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနက်ခင်းလေးဖြစ်ကြပါစေရှင်